ကချင်ပြည်နယ်တယံဇာတရေးရာဝန်ကြီးဦးတိန်ဆောင်သည်တာဝန်ရှိသူများနှင့်အတူဝိုင်းမော်မြို့နယ်လျှက်စစ်တားပို့လို့ရင်းနေကိုကယ်ရေးဦးစီးဌာနမှဝိုင်းမော်ပင်မဓာအခွဲရုံနယ်မဟာဓာအားလိုင်းမှုရုံရှိဝန်ထမ်းများနှင့်အော်တိုဘား22ရက်မိုးလွယ်ပိုင်းကဝိုင်းမော်မြို့နယ်မိုင်းနာကြီးရွာရှိအဆိုပါဓာအားခွဲရုံရှိစီဝေးခန့်မှမှတွေ့ဆုံခဲ့ပါသည်ရှေးဥစွာပြည်နယ်ဝန်ကြီးကဝန်ထမ်းများအနေနဲ့ ဝန်ထမ်းစီမင်းစည်းကမ်းနေကြီးအလေးထားလုပ်ငန်းဆောင်ရွက်ကြရတဲ့လုံခြုံရေးကိုဂရုပြုပြီးနေထိုင်ကြရမှာဖြစ်ပါကြောင်းမြို့ပြအင်္ဂါရက်နေ့ညီဖွံ့ဖြိုးတိုးတက်လာစေရေးဝန်ထမ်းများအနေနဲ့စနစ်တကျကြိုတင်စီမံဆောင်ရွက်ထားကြရမှာဖြစ်ပါကြောင်းအားပေးပြောကြားပြီးပြည်내လျှက်စစ်အင်ဂျင်နီယာမှုကလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနဲ့ဆက်လင်းပြီးရှင်းလင်းတင်ပြခဲ့ပါတယ်။အဲဒီနောက်ပြည်내ဝန်ကြီးကဝိုင်းမော်ပင်မတာအခွဲရုံနဲ့မဟာတာလိုက်မှုရုံများမှာအရာတန်းအမှုတန်းများအတွက်စံကြက်ဦးနဲ့ စီတို့ကိုပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ